်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရန်ကုန်တိုင်းတွန်နေမြို့နယ်မှာမြို့ပြစစ်စင်ရေးတွေအကောင်းဆုံးဆင်နွှဲနိုင်ဖို့အတွက်မိုးဥပင်မြို့ Data Phoenix Colon အမှတ်1ဒေါ်လာရေးတည်ရင်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့တွန်နေမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကနေသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီး၄နှစ်ကြာကာလအတွင်းမှာ မြို့ပေါ်အားစစ်ကောင်စီတပ်ဖွဲ့တွေနဲ့စစ်ကောင်စီထောက်တိုင်းတွေကိုမြို့ပြစစ်စင်ရေးတွေဆင်နွှဲနိုင်ဖို့ပူးပေါင်းဆောင်ရွက်တာလို့ဆိုပါရယ်။ပိုပြီးလက်တွေ့ကြတဲ့စစ်စင်ရေးတွေဖြစ်တဲ့တွန်ဒေးကော်မူကွန်းချံကုန်းဒလနဲ့စိတ်ကြီးခနောင်တို့တွေမှာစစ်စင်ရေးနယ်မြေတစ်ခုအထိသွားနိုင်မှုအတွက် AR တိုင်းမအူပင်မြို့နယ် Delta Phoenix Collan အမှတ်1ဒေါ်လာရေးတည်ရင်နဲ့ပူးပေါင်းခဲ့တယ်လို့တွန်ဒေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံဘွန်တို့တရပြောပါရယ်။ တွန်တေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့တွန်တေးကော့မူခရမ်းသုံးခွာနဲ့ဒလမြို့နယ်တွေမှာစစ်ကောင်စီတောက်တိုင်နေတဲ့စစ်ကောင်စီအလို့ကျလှုပ်ဆောင်ပေးတဲ့အုပ်ချုပ်ရေးမှုတွေကို၄နှစ်ကျော်ကြာတဲ့အထိစစ်စင်ရေးဖော်ဆောင်မှုတွေပြုလုပ်ခဲ့လို့သိရပါတယ်ရှင် ARD တိုင်းမူဝင်မြို့မှာရှိရဲအကြောင်းဆရာမတချို့အားကျူရှင်တင်နေရဆိုပြီးစစ်ကောင်စီရဲ့တည်င်းနဲ့ပြန်ကြားရေးပို့ချုပ်ဇွန်မင်းထွန်းစီကိုတိုင်စာပို့တဲ့အတွက်ပညာရေးညွန်ညွတ်ကိုယ်တိုင်အကြောင်းဆရာဆရာမတွေကိုစစ်ဆင်းမှုတွေလာရောက်ပြုလုပ်နေတယ်လို့မူဝင်မြို့ခန့်နေဆရာနေသိရပါဗျ။ပညာရေးဝန်ကြီးဌာနညွန်ကြားရေးမှုချုပ်မူဝင်မြို့ကိုလာရောက်ချိန်မှာဈေးပွဲတော်ရှိနေပြီးအဲ့ဒီဈေးပွဲတော်ကိုလာရောက်ရောင်းချတဲ့ဈေးတဲ့တွေကိုလည်းခိတ္တဆိုင်ကန်းနေဖွင့်ခွင့်မပေးဘဲဗိုလ်ချုပ်ကြောက်တိုင်ကွဲမှာယာယီနေခိုင်းတယ်လို့ဆိုပါဗျ။ လမ်းတိုင်းမှာလုံခြုံရေးတွေခြားရပြီးအထက်ကတကြောင်းထဲမှာဆရာဆရာမတွေနဲ့အစည်းအဝေးလုပ်ခါစစ်ဆေးမှုတွေကိုတခါတည်းလှုပ်ဆောင်နေရလို့မိုးဦးပင်ဒေသခံတွေကပြောပါဗျ။အဲ့ဒီအစည်းအဝေးပွဲကို စစ်ဘေးရှောင်နဲ့စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေကိုစမ်းစီစားနဲ့စားနပ်ရိက္ခထောက်ပံ့မှုပြုလုပ်ပွဲဆိုပြီးတော့ခေါင်းစဉ်တွေတတ်ထားလို့သိရပါဗျရှင်။ အိန္ဒိယမြန်မာနယ်စပ်မဏိပူပြည်နယ်မှာအိန္ဒိယစစ်တပ်ရဲ့အာသန်ရိုင်ဖယ်တပ်ကပစ်ခတ်တာကြောင့်လက်နက်ကင်၁၀ရောက်သေဆုံးတယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြပါရယ်မေလ၁၅ရက်နေ့စစ်တပ်ရဲ့ထုတ်ပြန်ချက်အရအာသန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့တပ်ရင်းဟာအိန္ဒိယမြန်မာနယ်စပ်အနီးချန်တဲခရိုင်နယူးဆမ်တဲကျေးရွာအနီးမှာလက်နက်ကင်အဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုသတင်းရတာကြောင့်စစ်စင်ရေးတစ်ခုစတင်ခဲ့လို့ဆိုပါရယ် စစ်စီရေးအတွင်းမှာတန်တရားရှိတဲ့သူတွေကိုပြစ်ခတ်ပြီးတဲ့နောက်စစ်တပ်ကပြန်လည်ပြစ်ခတ်ခဲ့လို့စစ်ဝတ်ဆောင်ဝစ်စင်ထားတဲ့လူ10ယောက်တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။အကြီးနန်းလုံချုံရဲ့အရာရှိတယောက်ကတိတ်ဆုံးသွားတဲ့သူ10ယောက်ဟာမြန်မာနိုင်ငံသားတွေဖြစ်ပုံရပြီးသူတို့ရဲ့ရုပ်အလောင်းတွေကိုလည်းမြန်မာအာဏာပိုင်နေစီလွှဲပြောင်းပေးအပ်ခဲ့တယ်လို့မေလ16ရက်နေ့မှာပြောပေမဲ့မြန်မာနိုင်ငံသားတွေဟုံမဟုတ်တီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အိန္ဒိယနယ်စပ်မှာခွဲထွက်ရေးတပုံတွေလည်းလှုပ်ရှားနေသလိုမြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကင်တွေလည်းရှိနေပါသေးရှင်။ မကွေးထောင်ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ထောင်တွင်းကအကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေဘက်ကအခွင့်အရေးချိုးဖောက်မှုတွေနဲ့ဖိနှိပ်မှုတွေပိုပြီးတော့လှုပ်လာတယ်လို့ထောင်တွင်းသတင်းရင်းမြစ်တွေနဲ့အကျဉ်းသားတွေအခွင့်အရေးလှုပ်ရှားသူတွေကပြောဆိုကြပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ ကွေးအချင်းထောင်နဲ့ထောက်ရှင်မှာပြီးခဲ့တဲ့အပယ်လ73ရက်နေ့က drop ဘုံနှလုံးကြားရောက်ပေါက်ကွဲခဲ့ပြီးအချင်းထောင်တွင်တက်သားတယောက်သေဆုံးခဲ့ပြီးနောက်အချင်းဦးစည်းဝန်ထဲတွေကအချင်းထောင်တွင်ပြစ်ခတ်ရှင်းလင်းတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းနိုင်ငံရေးအချင်းသား၂ယောက်သေဆုံးခဲ့ပြီးအချင်းသား9ယောက်ထဲမှနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နောက်ပိုင်းနိုင်ငံရေးအကျဉ်းသားတွေကိုထောက်အာဏာပိုင်တွေကတိုက်ပိတ်စစ်ဆေးတာလူမဆန်စွာရိုက်နှက်နှိပ်စက်တာ အိဆောင်ခန့်ပိတ်ထားတာတွေအပါအဝင်လူအခွင့်ရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်လှုံ့ဆော်လာနေပါတယ်။ထောင်တွေတည်ရင်းမြစ်လုံခြုံရေးကြောင့်ဒီပူပီတည်င်းထောက်ကအတန်အစားထိုးဖက်ကြားပေးတော်မှာပါ။မကွေးဘဟုအချင်းထောင်မှာအိဆောင်အခန်းမဖွင့်ပေးတာဒီနေ့ဆိုရင်တလားကြော်ကြပါပြီ။ထောင်ဝင်စားတွေကိုလည်းကန့်သက်ချက်နဲ့တွင်းနေရလို့ထောင်ထဲကအချင်းသားတွေစားရေးတောက်ရေးခက်ခဲနေကြပါတယ်။ မိသားစုနဲ့အဲ့တွေ့ခွင့်မရတာလဲတလားကြော်ကြာနေပါပြီအစိုးဆုံးကတော့တောက်ရည်တန်မရရှိတာပါပဲတောက်ရည်တန်မရှိတော့စီးကြောက်တဲတဲ့လူတွေများလာတာပေါ့ထောင်ထဲမှာကနေစဉ်လိုလိုလူခွင့်ရည်တွေချိုးဖောက်ခံနေရတယ်သူတို့ကြည့်မရတဲ့သူတွေကိုခြေချင်းခတ်တာတွေဖားခုန်ခုန်ခိုင်းတာတွေရိုက်တာတွေကိုဦးစီးရာရှိမင်းလွင်ဦးကအပြင်းပြေလုပ်နေတာပါအကျဉ်းသားတွေနှိပ်စက်နေရရင်ကိုမင်းလွင်ဦးကပျော်ရွှင်နေတာပါ ီးခဲ့တဲ့ဧပြီလ28ရက်နေ့ကလေနိုင်ငံရေးအကျင့်သားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုကိုအကျဉ်းထောင်အာဏာပိုင်တွေကပြစ်ဒဏ်တိုက်မှာလူမဆန်စွာရိုက်နှက်လို့အသက်သေဆုံးခဲ့ရပါတယ်။ဒါအပြင်ရိုက်နှက်နှိပ်စက်ခံရလို့အပြင်းထန်တရားရရှိနေတဲ့အကျဉ်းသားတွေလည်းအများအပြားရှိနေပြီးစေကူတောက်ခွင့်မရရှိဘူးလို့သိရပါတယ်။ နိုင်ငံရဲ့အကျဉ်းသားတွေကိုဖိနှိပ်မှုတွေဆူဆူရွရွလှုပ်ဆောင်နေတဲ့အပေါ်ထိရောက်စွာအရေးယူဆောင်ရွက်တော်မင်းလို့နိုင်ငံရဲ့အကျဉ်းသားများကွန်ရက်ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကတတိပဲပြောဆိုလိုက်ပါတယ်။မကွေးထောင်ကတော့ထောင်ရဲ့အနီးနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်တွေပေါ်မူတည်ပြီးကြတဲ့ကအချင်းထောင်ကိုလုံခြုံရေးတင်းကြပ်မှုတွေဖိနှိပ်မှုဆူဆူဝါးဝါးနဲ့ကိုမှစနေတကျလောက်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တခုပြောချင်တာကဒီလိုလောက်ဆောင်မှုတွေမှာပါဝင်နေတဲ့လူတွေဟာကျွန်တော်တို့အခုပြောင်းကာလမှာရောအခုပြောင်းကာလမရောက်ခင်ဒီကြားကာလမှာရောကျွန်တော်တို့တွေထိရောက်တဲ့ရည်ရွယ်ဆောင်ရွက်မှုတွေပေးနိုင်ဆောင်ရွက်တော်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အချင်းထောင်ထဲမှာရှိတဲ့နိုင်ငံချင်းအချင်းလူတွေကိုကျန်းမာရေးဆောင်ရွက်မှုပြေဝပေးပါနေထိုင်စားတောက်ရေးနဲ့အချင်းအခွင့်အရေးကိုပြေဝပေးပါဖိနှိပ်မှုတွေကိုလုံးဝမလုပ်ဖို့ပဲကျွန်တော်တို့ကတော့ပြင်းပြထန်ထန် ်နဲ့သတိပေးချင်ပါတယ်ဗျာအခုလိုထောက်ရင်းနိုင်ငံရဲ့အကျဉ်းသားတွေညင်းပန်းနှိပ်စက်ခံရပြီးတေဆုံးတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့ဆေးကုသခွင့်မရလို့တေဆုံးရတဲ့အခြေအနေတွေဟာဆရာနာသိန်းကာလာတခြားမရက်တော့ပဲဆက်ဖြစ်နေစေပါစစ်ကောင်စီလက်အောက်ခံလူအခွင့်ရေးကော်မရှင်ကလည်းအကျဉ်းထောင်အတွင်းစစ်ဆေးမှုတွေရှိနေလို့ပြောဆိုပေမဲ့ဒါတွေကိုထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး2025ခုနှစ်မေလ15ရက်နေ့အထိနိုင်ငံရေးအကြံသားများကူညီစောင့်ရှောက်ရဲ့အသင်း AAPP ကကောက်ယူရရှိထားတဲ့စည်းရုံးတွေအရဖန်ဆီးခံရသူနိုင်ငံရေးအကြံသားစုစုပေါင်း2948ယောက်ရှိခဲ့ပြီးတည်ဆုံးသူ6682ယောက်ရှိရလို့သိရပါတယ်။ကျွန်မကေခိုင်ပါ။ ယူကရိန်းစစ်ပွဲရပ်တန့်ရေးဆွေးနွေးဖို့ရုရှားသမ္မတပူတင်နဲ့ဖုံးပြောပြီးယူကရိန်းသမ္မတဇယ်လန်စကီနဲ့စကားပြောမယ်လို့အမေရိကန်သမ္မတထရန့်ကမေလ18ရက်နေ့မှာပြောခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကပင်လယ်ကွေ့ဆွေးနွေးပွဲအတွက်တူရကီကိုလာဖို့ထရန့်ကကမ်းလှမ်းခဲ့ပေမဲ့ပူတင်ကညှင်းဆိုခဲ့ပါတယ်။ရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇယ်လန်စကီတို့ရဲ့၃နှစ်ကြာစစ်ပွဲအတွင်းအပြစ်ခတ်ရစဲရေးသဘောတူဖို့သမ္မတထရန့်ကဖိအားပေးနေခဲ့တာပါ။ ပူတင်နဲ့ထရန့်ဖုံးပြောမဲ့အချိန်ကတော့လာမဲ့တင်းလာနေအရှိချမ်းစံတော်ချိန်မနက်စင်နိုင်လောက်ဖြစ်မယ်လို့ထရန့်က True Social Media ပေါ်မှာတင်ထားပါဗျ။ပူတင်နဲ့ဖုံးပြောပြီးရင်တော့ထရန့်ဟာနေတိုးရဲ့အဖွဲ့ဝင်တွေနဲ့ဖုံးဆက်ပြောဖို့မျှော်လင့်ထားပါတယ်ရှင်။ကျန်းကတကွေယောဂဖြစ်ပွားမှုကိုထိန်းချုပ်ဖို့လှုံ့ဆော်နေတဲ့အကြောင်းဘရာဇီးစိုက်ပျိုးရေးဝန်ကြီးကမေလ16ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဘရာဇီးနိုင်ငံတောင်ဘက်စွန်း Rio Grande do Sul ပြည်နယ် မွန်တီနီဂရိုမြို့မှာရှိတဲ့ကြက်ချံတစ်ချံမှာကြက်ငတ်တုတ်ခွေရောဂါပထမဆုံးဖြစ်ပွားခဲ့တဲ့အကြောင်းမွေးမြူရေးဝန်ကြီးဌာနကတောက်ကြာနေမှာအတည်ပြုထားပါတယ်။အဲဒီနောက်ကမ္ဘာအကြီးဆုံးကြက်သားတင်ပို့တဲ့ဘရာဇီးနိုင်ငံဟာကုန်သွယ်ရေးပိတ်ချမှုတွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ထိတ်တန့်ဝယ်ယူသူတရုတ်နိုင်ငံကနိုင်ငံတော်ဝန်ကုန်သွယ်မှုတားမြစ်ချက်တွေနဲ့အတူတခြားအထူးကဝယ်ယူတဲ့နိုင်ငံတွေအတွက်လည်းတားမြစ်ပိတ်ပင်မှုဆိုင်ရာစီးမြစ်တွေထွက်ပေါ်လာပါတယ်။ တရုတ်နိုင်ငံအိုရဘသမက္ကနဲ့တောင်ကိုရီးယားအပါအဝင်တခြားနိုင်ငံတွေဟာဘရာဇီးကနေကြက်တင်သွင်းမှုတွေကိုရပ်ပောင်း60ပိတ်ပင်မှာဖြစ်တဲ့အကြောင်းစိုက်ပျိုးရေးဝန်ကြီးကတောက်ကြနေမှာပြောထားပါဗါ H5N1 ကြံ့ငတ်တကွေးရောဂါဖြစ်ပွားမှုရောဂါတွေကြောင့်ဓာတ်ရိုက်တည်ဆုံးသည့်ဖြစ်စေသတိကြီးကြီးတုတ်တင်မှုကြောင့်ဖြစ်စေမွေးမြူရေးကြက်18000တည်ဆုံးမှုအတွက်တာဝန်ရှိတဲ့အကြောင်းပြည်내တာဝန်ရှိသူတွေကိုပြောပါဗျာ တလိမ့်ဆန်စေကူတရဲ့အရာရှိတွေကမွန်တီနီဂရိုမှာဖြစ်ပွားနေတဲ့ area ကိုတိချခွဲထားပြီးကနဦး30ကီလိုမီတာအချင်းဝက်အတွင်းမှာနောက်ထပ်ရောဂါဖြစ်ပွားမှုတွေကိုလိုက်လံရှာဖွေနေတဲ့အကြောင်းနဲ့တခြားကြံရှိတဲ့ကြံငတ်တွေကိုလည်းတုတ်တင်ရှင်းလင်းနေပြီဖြစ်တဲ့အကြောင်းပြည်내စိုက်ပျိုးရေးအတွင်းရေးမှူးရုံးကနေပြောဆိုထားပါဗျ။ဘရာဇီးယား2024ခုနှစ်မှာကြက်သားကိုဒေါ်လာ30ဘီလီယံလောက်ထိတင်ပို့ခဲ့ပြီးကမ္ဘာကုန်သွယ်မှုရဲ့35ရာခိုင်နှုန်းလောက်ရှိတာပါ။ မနစ်ကကြက်သားထွက်ကုန်မက်ထရစ်တန်ချိန်၅သန်းကျော်တင်ပို့ခဲ့တဲ့ဘရာဇီးနိုင်ငံဟာ2023ခုနှစ်မေလသဘာဝငရိုင်းနေကြမှာပြင်းထန်ကြက်ငတ်တကွေရောဂါစတင်ဖြစ်ပွားကြောင်းအတည်ပြုထားတာပါရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။